အားလုံးပဲမင်္ဂလာပါ Blog ပိုင်းကျောင်းဝမ်း channel အနေနဲ့ကြိုဆိုလိုက်ပါတယ်။ခင်းချက်ရင်အချိုးမောကမတုံးချင်ဘူး။ချိုးမောမပိုင်ရင်လည်းတခခုလိုနေရလို့ခံစားနေရတဲ့အင်ရှင်မတွေအတွက်ဒီနေ့မှာတော့ကြက်သားမှုတ်စစ်စစ်လုံနီးလေးကိုပြောပြပြပါဖြစ်ပါတယ်။ဒီလုံနီးလေးကအရန်ကိုရိုးရှင်းပြီးတော့လူတိုင်းလိုက်လုံနိုင်အောင်မို့လို့စိတ်ဝင်စားရဆိုရင်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးပါအောင်ခင်ဗျာ။ကြက်သားမုံလုပ်ဖို့အတွက်ကကြက်ရှင်ပုံသားကိုအသုံးပြုပါမယ်။ ပမာဏတော့ကိုအမှုတ်လုံးချင်တဲ့ပမာဏပေါ်မူတည်ပြီးတော့ချိန်ဆသုံးပြနိုင်ပါလေခင်ဗျာပထမဆုံးကြက်သားကိုတန့်စင်သွားအောင်လို့ရေတီချာလေးစီးလိုက်ပါမယ်ဒီစီးပြီးသွားရင်တော့ကြက်သားကိုအရင်ပေါင်းပါမယ်ပေါင်းဖို့အတွက်အိုးထဲကိုရေထည့်လိုက်ပါမယ်ဒီရင်တော့ပေါင်းခန့်စကားတွေကိုကြက်သားကိုထည့်ပြီးတော့အဖုံးပိတ်ပြီးနာယူဝက်လောက်ပေါင်းထားပါမယ်ခင်ဗျာဒီနေရာမှာကြက်သားကိုမပြုတ်ဖဲနဲ့ဘာလို့ပေါင်းတာလဲဆိုရင်ကြက်သားရဲ့အချိုဓာတ်တွေရောအာဟာရဓာတ်တွေပါရေထဲမှာမဆုံးရှုံးသွားအောင်လို့ပေါင်းတာပဲဖြစ်ပါတယ် ညာရီဝက်လောက်ပေါင်းပြီးသွားပြီဆိုရင်တော့ပြီးပိတ်ပြီးတော့ကြက်သားကိုအေးခံထားပါမယ်။ပြီးသွားပြီဆိုရင်တော့ကြက်သားကိုအမြင်လေးတွေရအောင်လို့ဖွင့်ပေးလိုက်ပါမယ်။ခုလိုမျိုးခရင်နဲ့ချစ်မယ်ဆိုရင်လည်းအမြင်လေးတွေလွယ်လွယ်ကူကူရပါတယ်။ကြသားအမြင်လေးရသွားပြီဆိုရင်တော့ဒေဟိုးထဲမှာထည့်ပြီးတော့မီးအနေတော်နဲ့အိုးဘူးတိုင်းလှော်ပြီးပါမယ်။ ဒီနည်းလေးကတော့အိမ်မှာအလွေတကူလူတိုင်းလိုက်လုံနိုင်တဲ့နည်းလေးပဲဖြစ်ပါတယ်။တကယ်လို့ကြက်သားမှာပါဝင်တဲ့အာဟာရတန်ဖိုးကိုအပြည့်အဝလိုချင်နေဆိုရင်တော့ dehydrator လို့ခေါ်တဲ့အချောက်ခံဆက်တွေကိုသုံးပြီးတော့အပူချိန်နှိမ့်နှိမ့်နဲ့ဆယ်နာရီလောက်အချောက်ခံရမှာပဲဖြစ်ပါတယ်။တကယ်လို့ dehydrator မရှိဘူးဆိုရင်လည်းဒီနည်းလေးကအာဟာရတန်ဖိုးဆုံးရှုံးမှုလည်းနည်းတဲ့အပြင်လူတိုင်းလိုက်လုံလို့လည်းလွယ်တာမဟုတ်လို့ဒီနည်းလေးအတိုင်းလုပ်မယ်ဆိုလည်းအဆင်ပြေပါတယ်ခင်ဗျာ။အခုကထွင်ထားတဲ့ကြက်သားတွေရဲ့တက်ဝက်ကိုပဲသုံးတာဖြစ်ပါတယ်။ နောက်တစ်ဝက်ကိုတော့နောက်ထပ်တနည်းနဲ့ဒီနည်းလေးအပြီးမှာထပ်ပြီးတော့လုပ်ပြပါအောင်မယ်။အခုဆိုရင်တော့ကြက်သားတွေကစလှော်ကားစားအနေမတူဘဲနဲ့ဝါရောင်လေးတန်းပြီးတော့ဖြည်းဖြည်းခြောက်လာမှာပဲဖြစ်ပါတယ်။ခြောက်ရာအနေမှာမီးပူချိန်နှိမ့်နှိမ့်နဲ့စိတ်ရှိရှိလှော်ပြီးနေတယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကျွတ်တဲ့ဘက်ကိုရောက်လာမှာဖြစ်ပါတယ်။ကြက်သားမြင်လေးတွေကျွတ်သွားပြီဆိုရင်တော့ရပါပြီ။မီးပိတ်ပြီးတော့ခဏအေးခံထားလိုက်ပါမယ်။ ပြီးသွားတဲ့အချိန်မှာတော့ကြက်သားမြင့်လေးတွေကလုံးဝကိုကျွတ်ကျွတ်နေမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကြက်သားမြင့်လေးတွေကိုကျိတ်ဆက်ထည့်ဖို့ထည့်ပြီးတော့ကျိတ်လိုက်ပါခင်ဗျာ။ဒီနေရာမှာကျိတ်ဆက်မရှိဘူးဆိုရင်တော့ငရုတ်စုံမှာထောင်းလို့ရပါတယ်။ဒါပေမဲ့ထောင်းရင်တော့အမှုတ်ရဖို့အတွက်ဆိုရင်တော့အချိန်အကြာကြီးထောင်းရမယ်တော့ထင်ပါတယ်။ကျိတ်ဆက်ထည့်ဖို့ထည့်ပြီးသွားတဲ့အခါမှာတော့ကြက်သားမှုန့်တွေကိုညံ့အောင်လို့ကျိတ်လိုက်ပါမယ်။ပထမတစ်ချိန်ကြိတ်ပြီးသွားတဲ့အခါမှာအမှုန့်လေးတွေကအရင်တော့မညက်သေးပါဘူး။အဲ့ဒီအနေထားမှာပဲစားတစွန်းလောက်ထည့်ပြီးတော့နှံ့အောင်မှွေလိုက်ပါမယ်။ ပြီးရင်တော့လုံးဝမှုံ့ညက်သွားတဲ့အထိဒုတိယတစ်ကြိမ်ထပ်ပြီးတော့ကြိတ်ပါမယ်။ဒါဆိုရင်ကြက်သားမှုံ့ကလည်းမှုံ့ညက်သွားပြီးကြက်သားမှုံ့တဲ့ကိုထည့်တဲ့အစားတွေကလည်းအကုန်လုံးတမသွားမှာပဲဖြစ်ပါတယ်။နှစ်ကြော့လောက်ပြန်ကြိတ်ပြီးတဲ့အခါမှာတော့ကြက်သားမှုံ့လေးကလုံးဝကိုမှုံ့ညက်နေပြီပဲဖြစ်ပါတယ်။ကြသားမှုလေးရအပြင်မှာထားရင်တော့ခဲသွားနိုင်တဲ့အတွက်လေလုံးနဲ့ဖန်ပလီနဲ့မှထည့်ပြီးတော့သိမ်းထားနိုင်ပါတယ်။အခုကြသားမှုလုတ်တဲ့အခါမှာတာရှိကန်ပစ္စည်းတွေမပါဘဲနဲ့တဘာဝနီးတိုင်းပဲလုတ်ထားတာဖြစ်လို့ ီချက်သားမှုတ်လေးကတော့နှစ်ပတ်သုံးပတ်အတွင်းသုံးတာတော့အကောင်းဆုံးပဲဖြစ်ပါတယ်။ဒါဆိုရင်ဂျန်နေတဝက်နဲ့နောက်လုတ်တဲ့မီတနီကိုပြောပြပါမယ်။ဒီနီးကတော့မီးဖို့ပေါ်မှာမလှော်ကျင်တဲ့လူတွေအိမ်မှာအာဗန်ရှိတဲ့လူတွေအတွက်အလွယ်နီးလေးပဲဖြစ်ပါတယ်။ပထမဆုံးကြက်သားမြင့်တွေကိုအာဗန်မှာกินဖို့အတွက်ဘန်နဲ့ကိုဖြန့်ပြီးတော့ထည့်လိုက်ပါမယ်။ပြီးသွားရင်တော့မီးပူချိန်120ဒီဂရီလောက်နဲ့နာယူဝက်လောက်အာဗန်မှာဖုတ်ပြီးလိုက်ပါမယ်။ နိုင်ဝဲလောက်ဖုတ်ပြီးသွားတဲ့အခါမှာတော့နေရိုးထဲမှာလှော်ထားတယ်လို့မျိုး၆သွေးနေတဲ့ကြက်သားမြင်လေးတွေကိုရပြီးပဲဖြစ်ပါတယ်။ကြက်သားမြင်လေးတွေအေးခံလိုက်ပြီးတော့အေးသွားပြီဆိုရင်ဆော့ဆော့ရလို့ပဲကြက်သားမှုန်ရအောင်လို့ကြိတ်လိုက်ပါမယ်။ခုလိုမျိုးအာဗန်နဲ့ဖုတ်တဲ့အားသာချက်တစ်ခုကတော့အရှိမလုပ်ပြခဲ့တဲ့ဒေဟိုးထဲမှာလှော်တယ်လို့မျိုးလူကထိုင်ပြီးတော့တစ်ချိန်လုံးလှော်ပြီးနေစရာမလိုတဲ့အတွက်အလုံးရှုပ်တာတော့တကယ်သက်သာပါတယ် စက်နဲ့ကြိတ်ပြီးသွားပြီဆိုရင်တော့အခုလိုမျိုးကြက်သားမှုန်လေးကရပြီပဲဖြစ်ပါတယ်။ဒီကြက်သားမှုန်လေးကဆိုရင်အိမ်မှာကိုယ်တိုင်လှုပ်ထားတာဖြစ်တဲ့အတွက်အချိုမှုန်တို့ဓာတ်ရုပ်ပစ္စည်းတွေတာရှင်ခံသုံးတဲ့စီတွေမပါဝင်တဲ့အတွက်စိတ်ချလက်ချအသုံးပြုလိုက်ပါတယ်။ဒါ့အပြင်အသုံးပြုတဲ့ကြက်သားကလည်းကိုယ်တိုင်ရွေးချယ်ဝယ်ယူထားတဲ့လက်ဆက်တန်ရှင်းတဲ့ကြက်သားကိုအသုံးပြုပြီးတော့ပြုလုပ်ထားတာဖြစ်လို့ကြက်သားမှုန်ရတဲ့အခါမှာယုံယုံကြည်ကြည်နဲ့စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ဒါအပြင်ကိုယ်တိုင်အိမ်မှာလုပ်တဲ့ကြက်သားမှုန်ဖြစ်တာမို့လို့အရာတာကိုကိုယ်စိတ်ကြိုက်ပြင်ဆင်လို့ရပါတယ်။ ကိုယ့်အိမ်မှာခလီးငယ်တွေရှိမယ်ဆိုရင်စားကိုလျှော့ပြီးတော့ထင်းလိုက်ပါတယ်ခင်ဗျာနောက်ပြီးဒီကြက်သားမဟုတ်ကိုဟင်းဂျိုဟင်းရီဆန်ပြုတ်အကြော်အလောအတုတ်အသားနှက်တာတွေမှာဟင်းခတ်မုတ်အဖြစ်ထည့်ပြီးတော့သုံးနိုင်တယ်လို့ခလီးငယ်တွေအတွက်လည်းအဟာရမုတ်အဖြစ်ကျွေးနိုင်တာမဟုတ်လို့ဗတ်စုံအသုံးဝင်တဲ့ကြက်သားမဟုတ်ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့ဒီဒီလန်းလေးအတိုင်းအိမ်မှာလှုပ်ထားတဲ့ကြက်သားမုတ်လေးနဲ့ဟင်းလျာတွေချက်လိုက်မယ်ဆိုရင်အရသာပိုရှိပြီးတော့ကျဲမာကြီးအတွက်လေးလုံးဝအောင်စိတ်ချပါသေးကြပါရခင်ဗျာ အခုပြောပြသွားတဲ့ကြက်သားမှုလုံနည်းလေးကိုအားလုံးသဘောကျမယ်လို့ယူဆပါရစေခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အရသာရှိတဲ့ဟင်းချက်နီမှုလုံနည်းတွေအပြင်အခုလိုမျိုးအိမ်ရှင်မတွေအတွက်အသုံးဝင်တဲ့နီလန်းလေးတွေကိုပါအပတ်စဉ်တနင်္လာပုံတော်ဟူးနဲ့စနေညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးတော့မှာမဟုတ်လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye